တရားဟောစရာကျွန်တော်မြို့မှာဘုရားကျောင်းကြီးတည်နေတာဘုရားကျောင်းကြီးဖြစ်တတ်နေတာဘုရားကျောင်းပြင်ပောက်တွေပြင်ကိုကြည့်နေတာအထဲကိုယုတ်ကြီးပြင်ကြည့်လိုက်လူကြီးနဲ့ရှင်ကိုပြပင်းနေတဲ့ဆဲဆိုနေတင်းလို့ဆရာခေါင်းတင်းငင်းလုပ်နေတယ်တင်းလာတယ်တင်းဆရာကလေးများလေးပြလို့တောင်းပေါ်တင်းတော့ဟောဖို့ချက်ဆိုင်ကိုတရက်ချင်လိုက်တော့ရှင်မတဲလို့ကြားလိုက်ကလေးတွေပြစမှုရှိတယ်ဘယ်သူမှကောင်းနေတယ်မရအောင်အဲ့လိုပြောရတယ်တင်းလာတယ်ဟောနေတဲ့ဘောင်းမစ်ကိုဆွဲထုတ်လိုက်တော့ကျူးဖြူဖြတ်လိုက်လေးကိုမတက်တော့ဘူး တို့ရလက်ကိုဖားရပါရဲ့ဖြစ်တယ်။တရားဟောဆရာပေါ့တယ်ဆိုပြီးအများကြီးထွက်တယ်။တရားဆိုတရားဟောဆရာချောင်းတစ်ချက်ဟန်သူစင်ပေးတိုင်းတတ်တဲ့ဘဝရဲ့ရှုလို့ရှင်းတော့ပေးတယ်။ကလေးပြကျွန်တော်ရဲ့ကောင်းကင်တစ်ပါးပေါ့ကိုပြင်မဲ့တော့ပါတယ်။လူကြီးကလက်ကိုတည်တယ်။တရားဟောဆရာတခြင်းစဆုံးဆုတောင်းပေးတယ်။အာမင်ကိုရှင်ကြီးတန်စနေဒီရောကလေးကအာမင်ရှင်ထွက်လာစင်တော်လေးလူရအောင်လက်ရရှိဖို့ဒီကလေးအောင်စက်တမ်းလိုက်။အောင်ကြီးပြလိုက်အောင်။ကျွန်တော်ပါစေ ီမှာစကားရတယ်အတန်တိုင်းကြီးကတော့ဘုံစူတောင်းနေရောမှာလည်းကလေးတွေအားလုံးအေးကြပါပြီးတော့သူ့ဘုံလာကျွန်တော်ပြန်ပြောင်းချက်တိုင်းကြီးလိုက်မျက်စိကိုနည်းနည်းမိတ်လာချောင်းစက်လိုက်စိုးလာတော့ဘုံကလည်းရှိတော့တော့ဖတ်ဟုတ်ဟုတ်ဟုတ်လူတော်ဒီကောင်းပေါ်လည်းပြည်စုံခဲ့တယ်ဟုတ်ညီကြီးဘုံကလည်းပြည်စုံပါပြီတော့ဟုတ်ဒါတော့ဒီကြီးရှိနေမှာတန်ချင်တော့ဘုံကလူတွေရဲ့စူတောင်းတရားဝစီဘောင်းကြီးစိကိုတန်ဖြုတ်လိုက်ကျောင်းပြန်မှာဘုံကိုစားကလေးရဲ့ဆက်လက်ပြောင်း ွေလေးပေါ်လက်ကိုချတယ်။ရေရအောင်အဲ့ဒီကကျွန်တော်ပြင်ပလို့